ခိုင်ကြောင်ရှိကိုရင်းစရစရသူစရတယ်သူလည်းအဲ့တိုင်းပဲပေါ့သူလည်းဟိုမင်းသားရန်ဖြစ်နေတာဟိုဖြစ်နေတာကမှုရကျွန်တော်တို့ကိုကိုဝိုင်းကြီးကိုပြောတာသူလည်းအဲ့တိုင်းပဲဟုတ်လားသူကမင်းသားလား तू ကအဲ့လိုမျိုးပေါ့သူတက်တာဝိုင်းသူတက်လှပါပြီဆိုသူကအဲ့လိုမျိုးလေးပေါ့ ပြဲတယ်ပေါ့နော် မျက်မှန်နေလဲချိုးတယ်ပေါ့နော်ကျွန်တော်တို့မျက်မှန်တက်လာပြီဆိုလဲမျက်မှန်နေချိုးတယ်အင်ကြီးတွေကောင်းဝင်လာပြီဆိုသူကပြဲတယ်ခါလေးကြရင်သူကဟိုမျက်ခုံးနေပါလေဆိုရင်လဲတိတယ်မလားကျွန်တော်တို့ခါလေးကြရင်ဟိုပွဲကတဲ့ခါမှကျွန်မျက်ခုံးလေးတွေပါလေတိတယ်မလားဟိုဆွဲတာကျွန်တော်တို့ကြတော့ပွဲကရင်မျက်မှန်လေးတွေကဖျားပွဲတွေ့ရင်ဝေငွေအစ်စ်တွေကြတော့တိတ်ပြီးမတက်ဘူးခါခါကြရင်ရှင်သူကစကားလေးပါပြောပြီဆိုလို့ရှိရင်ตัวเมย์ว่ะแต่ใครจะตัวไอ้เม็ดมันกูပြီးတော့ไอ้ပါလဲမှန်ဟိုမှန်ချုပ်ဖြုတ်ထားတယ်ကောက်ကောက်ထားတယ်အမှန်မျက်မှန်နေကြည့်လိုက်တော့ခုမှမကောင်း အာကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်သိပါတယ်ကွမ်ဇာမုံဝင်းစီမှာကျွန်တော်မင်းသား၃ငါကလိုက်တယ်ဒီဇက်ကနားပါဘာလို့ကြောက်လဲဟိုစင်သားကြီးလေသူဒီဒီမေးစီနဲ့ဒီမေးစီနဲ့ပြတ်ထိုးနေလို့ကာဒီမေးစီနဲ့ပပောင်းကြီးနဲ့ဒီမိတ်ကလိမ့်မယ်ဆိုရင်ဒီမှာဒီကလေကားထောင်ပြီးတော့မြက်ခုံးမွေးတွေပဲဆွဲမှရမယ်တော်မေးစီရှိနေတာဟုတ်ဥရိယုံနဲ့ပို့တယ် ာကတော့ကျွန်တော်တို့သိထားတာကဥယျံရဲ့တပည့်ပေါ့နော်ဘော်ဒီဂက်ဘော်ဒီဂက်ပေါ့အဲ့လိုနေရာကာရက်တာကနေပါဝင်မယ်လို့တော့ပြောပြထားတယ်เนาะပြင်ဆင်မှုပိုင်းကပြင်ဆင်မှုပိုင်းကတော့ကျွန်တော်အခုဂျင်ဆော့နေရပေါ့နော်ဘော်ဒီဂက်ဆိုတော့ညဘလားရှိဖို့လိုရလေတဲ့မလားကိုရှာတော့ကာဝင်နိုင်ဘူးလို့လေဒီမှာတော်တယ်နေတော့အတိုင်းဖို့မညီသေးတော့ဘာလို့လဲတော့မသိဘူးအဓိကတော့ အဲကျွန်တော်တို့ကလည်းတေချာတာကပလော့မတိသေးတဲ့အတွက်ပလော့ပေါ်မှာပဲမူတည်ပြီးအဓိကတော့ဇက်ကားကောင်းအောင်ဇလန်းကောင်းအောင်ပဲအကောင်းဆုံးတိရစ္ဆာန်ပဲဘာလို့လဲဆိုတော့ရှေ့မှာလည်းဒီကောင်းကြီးဇလန်းကပောက်ခဲ့တဲ့အရာဖြစ်တဲ့အတွက်တာဝန်လေးကြည့်ပါတယ်ကျွန်တော်တို့ဒီဒီ season 2ပေါ့ပြောမှမသိဘူးဒီအချိန်ပြည့်နေတဲ့အချိန်မှာကျွန်တော်တို့လည်းပါဝင်လို့ရတယ်ပါဝင်ရတဲ့အချိန်မှာမှချက်ပြီးတော့တို့တန်မူတင်တဲ့အချိန်မှာကိုယ်လည်းအမီပေါ့ကြောင်းအောင်ကိုယ်ကလိုက်လိုက်အောင်လုပ်ပါဘာရိုင်းနေကတော့ဟုတ်တယ်ပထမဆုံးပဲဟုတ် ရင်ခုန်တာကတော့ထူး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 တော့မရှိပါဘူးအများနဲ့လုပ်နေကြအရာလေးဖြစ်တဲ့အတွက်ဒါပေမဲ့အာဘယ်လိုပြောလဲဒီရှိမှလည်းကျွန်တော် happy birthday တိုက်ခဲ့တာမျိုးရှိတယ်ဒါပေမဲ့အခုဒီတစ်ပတ်ကျတော့အဲဟိုပြောရမယ်ဆိုခေါင်းကြီးဇလန်တွေဖြစ်တဲ့အတွက်နည်းနည်းတော့စိတ်ထူးရှားတယ်ထူးရှားဆိုတော့ပါဝင်ခွင့်ရတဲ့အတွက်ကမှဝန်နဲ့ဝတ်တာလို့ဘယ်လိုပုံစံလာတယ်လဲလာတဲ့ဟာကိုငါတို့ဘယ်လိုဖြတ်ပြီးတော့အားဖြစ်မလဲဆိုတဲ့အရာကိုပဲတွေးတယ်ဟိုငကုံကတော့ဟိုပါဟို ဂျင်ဟိုကဂျင်မဆော့ဘူးအခုတော့ဂျင်ဆော့တယ်အခုကကျိုးမရှိတော့ဂျင်ကဆော့မရတော့ဘူးပြင်နေဒါစစ်တီတက်ကုန်တယ်သူကဒီကနေဟို1500ပဲရှိတယ်ဆက်ဆံ1500ရှိတယ်ဆက်ပြီးဆက်ဆံ3000ကျတော့အ1500ကိုညှက်လာတယ်ဒီပုံစံဖြစ်သွားပုံစံလေးဖြစ်သွားဟုတ်တယ်ပုံပုံပုံစံမပြောင်းဘူးပုံစံတော့မပြောင်းဒီပုံစံပါပဲပုံစံလေးပါပဲဘယ်လိုလေးညှက်ဖြစ်သွားလဲအဘယ်လိုလေးညှက်ဖြစ်သွားလဲဆိုတော့ဒါဟိုကပေါ့ပြန်ပြောမယ်ဆိုတော့ မဟုတ်ပါဘူးကျွန်တော်ကဒီပုံစံလေးကအရန်ဟိုကြိုက်သွားတဲ့ပုံစံမှာအဖြစ်တာပေါ့ ။ငကိုတော့ပြန်ပြောမှမလို့အရှိကြီးပေါ့။ကိုဟာသာမိုးမင်းနဲ့ကျွန်တော်အရင်ကဒီပုံစံဖြစ်လာငါပဲပြောပြလိုက်တော့ရှေးနေ။ကခဲ့တာ။ဒီပုံစံကသူကစပင်ရှေး။ဟာ။အဲဒီပုံစံကိုစပြီးပုံဖော်ပြီးညှက်ပေးလိုက်တာကိုဟာသာမိုးမင်း။အကွမ်းသာမိုးဝင်းညက်ပေးလိုက်ရနေပြီးအဖေရတယ်နေမယ်ပေးတယ်ဘူးသီးဆိုပြီးစနေနေမယ်ပေးသွားတဲ့အချိန်မှာမလာမင်းမလည်းဒီရနဲ့ပို့ပြီးတော့လူပြီးခဲ့တယ်အဲရိုက်ကွေးမှလည်းဒီရနဲ့ပို့ပြီးဟောဖြစ်တဲ့အတွက်သူ့ပုံစံဒီတိုင်းပဲဒီပုံလေးပဲဖြစ်သွားတယ်တဟဇာတာဖြစ်တယ်လို့ပဲပြောရမှာဟုတ်တယ်နည်းနည်းလေးစပင်ရှိလိုင်းကိုကျွန်တော်ကိုယ်တိုင်ဦးကြည့်မရလား ကျွန်တော်ရော်ကာကြီးဆိုတော့ဟိုတချင်းနေပဲဆိုရင်ကားတဲ့ခါကျရင်ဆိုပြီးလည်းလုံးခါတဲ့ခါမှာသူတို့နဲ့ကြတော့အဆင်မပြေဘူးလေပြောကြကျွန်တော်တော့မလှတဲ့ခါမှာကျွန်တော်မလှအောင်ပြန်ဖန်တီးရကိုကိုအဲဘလိုညရလဲဆိုတော့ तू ကများသောအားဖြင့် तू ကဟိုမင်းသားအရင်ဖြစ်ချင်တာလေဆိုတာမင်းသားဖြစ်ချင်ကျွန်တော်ကလူရှင်တော်နေရာကနေကျွန်တော်နေပေးရကမ်းမို့ကြောသူတက် तू ကနည်းနည်းလေးဟိုတာနေတာပေါ့နော်ရုပ်ရည်ပိုင်းရောအဲလိုအတန်ပိုင်းလေးတွေရောပေါ့နော်ပြုံးဆောင်ပိုင်းလေးတွေတာနေရကမ်းမို့ကြောကိုပြက်ပြီးတော့ ဟိုနောက်ဆုံးတဲ့အနေနဲ့မလောက်အောင်ဖန်ကြီးရတယ်။ဆပင်းဆပင်းတစ်ခုတည်းနဲ့ဖြတ်ပေးလိုက်တာပေါ့ကျွန်တော်ကောင်းကျွန်တော်တော့မကောင်းပါဘူး။ဘလိုလေးကိုပို့နေပြီးကောင်းနေတာလဲ။မင်းသားကျွန်တော်ဆိုတော့အာညီလေးနဲ့ကျွန်တော်လည်းကတော့ပြောစရာမလိုတော့ပါဘူး။ तू ဖြစ်စီခြင်းနဲ့ तू ဖြစ်စီခြင်းနဲ့အရာထက် तू ပြောလိုက်တဲ့အရာတွေကိုနောက်ကနေပြီးတော့ကျွန်တော်စပို့ပေးရတာကိုကျွန်တော်ကပို့ပြီးတော့ကျွန်တော်ပြောတယ်။ကျွန်တော်ညီနဲ့လည်းကျွန်တော်အဲ့လိုမျိုးသွားပြီးဒီလိုမျိုးတွဲသွားတွဲလာအဲ့လိုမျိုးနေတွေက သူစိတ်ကိုလည်းကျွန်တော်သိရကျွန်တော်စိတ်ကိုလည်းသူသိရအတွက်အညီကိုနှစ်ယောက်ကတော့ပြောကြတော့တိတ်မရှိပါဘူးစပို့ရလို့မဟုတ်ဘူးကျွန်တော်လိုအပ်ရင်လည်းသူစပို့ပေးတယ်သူလိုအပ်တဲ့ခါကျရင်ကျွန်တော်စပို့ပေးတယ်ပေါ့နော်အဲ့လိုချစ်တာဘူးချစ်တာဘူးကျွန်တော်တို့အဲကျွန်တော်အကုန်နဲ့တူတူကခဲ့ကြတဲ့အရာဖြစ်တဲ့အတွက်အဲဘယ်လိုပဲဖြစ်ဖြစ်ယနေ့တည်းလည်းသူနဲ့အလုပ်လုပ်တဲ့အချိန်မှာသူနဲ့အငွေ့တက်လေးပါတဲ့အရာကြီးအများကြီးလုပ်ကုန်တယ်သူဆိုရင် ဟိုဖရာတရားလုတ်တဲ့နေရာမှာတော့ကျွန်တော်အမှတ်တရရှိတယ်ဖရာတရားများများသူကလုတ်လို့မရအောင်သူကဖရာတရားများများလုတ်တယ်ဆိုရင်သူကအပြက်တွေပဲလားအဒီကကိုယ်ဟင်းနဲ့ကြတော့အမှတ်တရပါရှိနေတယ်ကျွန်တော်ကြတော့ဟိုအဝိစားဝိတဲ့နေရာကျွန်တော်အိမ်မှာရှိတဲ့ဇက်ကတော့ကိုယ်ဟင်းနဲ့ကတော့အဝိစားတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြဲတဲ့နေရာပြဲမပြဲအဲ့ကိုဟင်းဖြဲထားတဲ့အရာလေးတွေရှိတယ်တော်တော်လေးလုတ်ထားတဲ့အမှတ်တရပေါ့အဲ့ဒါလေးတွေကတော့ပြန်လဲမရနိုင်တော့တဲ့အမှတ်တရတွေပေါ့အဲ့ဒီလိုရှိတယ်ဟုတ်ကဲ့ကျောင်းလည်းလိုအင်းကြီးပြဲမဟုတ်တခါကျောင်းရှိကိုဟင်းရဲ့စတာစတာ ူစားရတယ်သူလည်းအဲ့တိုင်းပဲကောသူလည်းဟိုမင်းသားရန်ဖြစ်နေတာဟိုဖြစ်နေတာကမှကြာကျွန်တော်တို့ကိုကိုအင်းကြီးကိုပြောတာသူလည်းအဲ့တိုင်းပဲသွားပြီလေဟုတ်လားသူမင်းသားလားသူကအဲ့လိုမျိုးပေါ့သူတက်တာဝိုင်းသူတက်လှပါပြီဆိုသူကအဲ့လိုမျိုးလေးပေါ့ ်ဖြဲတယ်ဗောနော်မျက်မှန်นี่လဲချိုးတယ်ဗောနော်ကျွန်တော်မျက်မှန်တက်လာပြီဆိုလဲမျက်မှန်นี่ချိုးတယ်အင်ကြီးတွေကောင်းဝင်လာပြီဆိုသူအဖြဲတယ်ခါလေးကြရင်သူမျက်ဟိုမျက်ခုံးနေပါလေဆိုရင်လဲတိတယ်မလားကျွန်တော်တို့ခါလေးကြရင်ဟိုပွဲကတဲ့ခါမျိုးကျမျက်ခုံးလေးတွေပါလေတိတယ်မလားဟိုဆွဲတာကျွန်တော်တို့ကြတော့ပွဲကရင်မျက်မှန်လေးတွေကဖျားပွဲကသူ့ရင်ဝေးဝေးအစ်စ်တွေကြတော့တိတ်ပြီးမတက်ဘူးအဲခါခါကြတဲ့ရှင်သူကစကားလေးပါပြောပြီဆိုလို့ရှိရင် ိုကမေ့သွားတာတခါကျရင်သူအဲမျက်မှန်ကိုကြည့်ပြီးတော့အဲပါလေမှန်ဟိုမှန်ချွတ်ဖြုတ်ထားတယ်ဖြုတ်ထားတယ်ကောက်ကောက်ထားတယ်အမှန်မျက်မှန်နဲ့ကြည့်လိုက်တော့ခုမှမကောင်းဟုတ်တယ်စတာပါစတာပါအဲ့လိုမျိုးတော့မရှိဘူးကျွန်တော်လည်းပြန်စတာပဲကိုဟန်ကြီးကိုဒီလိုလေးပြန်စတာပြနောက်ပြတဲ့ခံမှုတွေပဲမရှိပါဘူးကိုနဲ့ကျွန်တော်နေရတော့ဟိုကျွန်တော်တို့နေရတော့တိတ်ဟိုပါပေါ့ဟိုနောက်နောက်တာတိတ်မရှိဘူးเนาะတိတ်မရှိပါဘူးအဓိကပြောရင်းဆိုရင်လည်းလိုရင်းနဲ့ပဲအဲ့လိုမျိုးလွဲလွဲသွားကြတာလွဲသွားကြတာလွဲသွားကြတာအဲ့လိုမျိုး အာကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်သိပါတယ်ကွမ်စာမိုးဝင်းစီမှာကျွန်တော်မင်းသား၃ခါကလိုက်တယ်ဒီဇက်ကနားပါဘူးစင်နိုင်းလေသူဒီဒီမေးစီနဲ့ဒီမေးစီနဲ့မြတ်ထိုးလို့ကွာဒီမေးစီနဲ့ပပောင်းကြီးနဲ့ဒီကမိတ်ကက်လိမ့်မယ်ဆိုရင်ဒီကဒီကလေကားထောင်ပြီးတော့မြက်ခုံးမွေးတွေပဲဆွဲมาရမယ်တော်မေးစီရှိနေတာဟုတ်ဘူးရေ